ီမိုကရက်တစ်မြန်မာအသံ TVB ရဲ့အော်တိုဘလ9ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့သတင်းကျုပ်စီမီပူဇော်တဲ့နေရာကိုစစ်တပ်ကပုံကျဲလို့ပြည်သူ20ထက်မနည်းတေဆုံခဲ့တဲ့သတင်း၊ရန်ကုန်နဲ့မန္တလေးမှာမီးပုံးပြန်ပြက်ကျပြီးလူနေအိမ်၃လုံးမီးလောင်သွားတဲ့သတင်းနဲ့ထိုင်းမှာထောက်ထားမဲ့လုပ်သားတွေအွန်လိုင်းကနေစတင်မှတ်ပုံတင်နိုင်တဲ့သတင်းတွေနားဆင်ကြရမှာပါ။ စကိုင်းတိုင်း၆ဦးမြို့နယ်အနောက်မြောက်ထမ်းကြောင်ပင်သာအုပ်စုဖုံးတို့ရရှိတရင်ကျုံမီထွန်ပွဲချင်းပါရနေရာကိုစစ်ကောင်စီတပ်ကပါရာမော်တာစက်တပ်၄ထိနဲ့ဘုံကျဲချလို့ရက်သားပြည်သူအယောက်၂၀ထပ်မင်းတေဆုံးပြီးအများအပြားတန်ရာရခဲ့တယ်လို့ဒေတာခန်စီကနေသိရပါတယ်။အောက်တိုဘာ၆ရက်မနေ့ည9နာရီကျော်နဲ့ည17နာရီကျော်မှာစက်တပ်၄ထိခေါ်ပါရာမော်တာနစီဟာနမခစစ်တပ်ထဲကနေပြန်တန်းလာပြီးဘုံတိလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။စီမီတပိတ်မှာပါဝင်ခဲ့တဲ့ ေရခအမျိုးသမီးတယောက်ကအကုံသေးကုံပါပြီးခေါင်းပြက်တွေရောခြေပြက်လက်ပြက်တွေရောအများကြီးစစ်တပ်လေထီတစည်းနဲ့ချသွားတာဘုံသီးကနှလုံးကျဲချတာမြေပြင်မှာပါတိုက်ပွဲမှမရှိဘူးဆန္ဒပြဆူတောင်းလုတာကိုဒီလိုကြီးရဲရဲဆက်ဆက်လှုပ်သွားတာလို့ပြောပါတယ်စီမီပူဇော်ပွဲကိုဘုံတွရအပါဝင်အနီးနားကျေးရွာ6ရွာကပြည်သူတွေစုပေါင်းပါဝင်တယ်လို့လဲဆိုပါတယ် ရန်ကုန်တိုင်းကြောင်တာမြို့နယ်နဲ့မန္တလေးတိုင်းပြည်ကြီးတခုမြို့နယ်မှာအောက်တိုဘာ6ရက်နေ့8နိုင်ကလူနေအိမ်ပေါ်ကိုမီးပုံပြန်ပြက်ကြပြီးနေအိမ်၃လုံးမီးလောင်ပျက်စီးခဲ့တယ်လို့မြို့ခံတွင်စီကသိရပါတယ်။မင်းည8နိုင်ကကြောင်တာမြို့နယ်စံချိန်မီရက်ကွယ်အမတ်က30ကျောင်းလမ်းမှာမီးပုံပြန်ပြက်ကြပြီးနေအိမ်၄လုံးမီးလောင်ပျက်စီးခဲ့တယ်လို့မြို့ခံတယောက်က TVB ကိုပြောပါတယ်။မန္တလေးတိုင်းပြည်ကြီးတခုမြို့နယ်131 132 59ဘီလမ်းမှာလဲမင်းည9နိုင်ခွဲကနေအိမ် အိမ်ရဲ့ခေါင်းမိုးပေါ်ကိုမီးပုံပြန်ပြက်ကြလို့မီးတမ်းတပ်ဖွဲ့နဲ့အတူဒေတာခန်တွေကဝိုင်းဝန်းငိမ့်တက်ခရတယ်လို့မျိုးခန်တယောက်က TVB ကိုပြောပါတယ်မီလောင်မှုနှစ်ခုလုံးမှလူနေအိမ်တွေပြက်စီးဆုံးရှုံးတာကလည်းပြီးလူသေးဆုံးထိခိုက်မှုတော့မရှိဘူးလို့မိသက်ဦးစီးဌာနတည်င်းရင်မြစ်တွေစီကနေသိရပါဗျာ အနာသိစစ်တပ်ရဲ့မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထော်အောင်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းခေါ်ကမ်အရက်စ်ကအီတလီအမျိုးသားလွှတ်တော်ဥက္ကဋ္ဌအီညာစီယိုလာရစ်ဆာနဲ့အောက်တိုဘာ၂ရက်မှာတွင်ဆုံခဲ့ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကမ်ကသူ့ရဲ့ Facebook အင်တာနက်လူမှုကွန်ရက်ပေါ်မှာတဆင့်အခုလိုရေးသားမျှဝေထားပါတယ်။ကျွန်တော်ကိုထော်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူလို့မိတ်ဆက်လိုက်တဲ့အခါမှာလွှတ်တော်တက်ရောက်နေတဲ့လက်ဝဲလက်ရာနိုင်ငံရေးဖွင့်နှစ်ဖက်လုံးမတ်တပ်ရက်ပြီးလက်ခုပ်အော်ပါပေးကြ ြပါတယ်အဲ့ဒီအချိန်လေးဟာနိုင်ငံရေးအမြင်ကွဲပြားမှုတွေကြော်လွန်ပြီးနှစ်ဖက်အတူတကဂုံပြူလိုက်တဲ့အတိတ်ပဲရှိတဲ့အခိုက်အတန့်ပါပဲမိမိလူမျိုးရေးနဲ့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးဟာနိုင်ငံရေးထက်ကြော်လွန်တဲ့ဆိုတာကိုပြသလိုက်တာဖြစ်တယ်လို့ကမ်ကပြောပါတယ်ဒါအပြင်ကမ်ဟာဒီခရီးစဉ်မှာအီတလီနိုင်ငံခြားရေးအထူးကော်မတီဥက္ကဋ္ဌစီနိတ်အမတ်ပီယာဖာဒီနန်ဒိုကာစီနီနဲ့လည်းတွေ့ဆုံခဲ့ပြီးမြန်မာပြည်သူတွေရဲ့လွတ်လပ်ရေးနဲ့တရားမျှတမှုရရည်တို့အတွက်ပံ့ပိုးကူညီမှုတွေကိုကျေးဇူးတင်ကြောင်းပြော ခဲ့တယ်လို့ဆိုပါရယ်အသက်80အရွယ်လူလူကောင်းဆောင်တော့အောင်ဆန်းစုကြည်ကိုအာနာသိန်းစစ်တပ်ကဖမ်းဆီးထားတာငါးနှစ်နီးပါးရှိနေပြီဖြစ်က ပုံမှန်14ခုအတွက် ထောင်ဒဏ်28နှစ်ချမှတ်ခံထားရပါတယ်ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာလာအိုကမ္ဘောဒီးယားနဲ့ဗီယက်နမ်လေးနိုင်ငံကတိုင်းနဲ့ချီတဲ့အထောက်အထားမဲ့ရှေ့ပြောင်းလုပ်သားတွေအနေနဲ့အော်တိုဘာ7ရက်ကစလို့အလုံသမားကလုပ်ဖို့အွန်လိုင်းကနေအမြင်စရင်စတင်တင်သွင်းလို့ရပြီလို့ထိုင်းအလုံသမားဝန်ကြီးဌာနကကြေညာပါတယ်။ရှေ့ပြောင်းလုပ်သားလူသစ်တွေ ွေအတွက်မှတ်ပုံတင်ပေးမဲ့အစီအစဉ်ကိုအောက်တိုဘာ17ရက်ကစပြီး online စနစ် e-work permit နဲ့ဆောင်ရွက်ပေးသွားမယ်လို့ထိုင်းအလုံတမဝင်ကြီးနန်းဆောင်3နှစ်ထင်းထောင်းကအောက်တိုဘာ6ရက်ဌာနဆိုင်ရာအစည်းအဝေးမှာပြောပါတယ်။ ရှေ့ပြအလုသမာမှတ်ပုံတင်ခြင်းဆိုင်ရာစင်တာတွေကိုလည်းတနင်္ဂနွေလုံးမှ54နေရာဖွင့်လှစ်သွားမယ်အလုသမာကဝန်ဆောင်ပေးနေတဲ့ပြင်ပအေဂျင်စီတွေအနေနဲ့အောက်တိုဘာ6ရက်ကစပြီးမှတ်ပုံတင်နိုင်ပြီဖြစ်ကအလုရှင်နဲ့အလုသမာတွေကတော့အောက်တိုဘာ7ရက်ကစအမြင့်စင်းတင်သွင်းနိုင်မယ်အလုသမာစီမံခန့်ခွဲရေးဌာန website ကနေရှောက်ထားရမယ်လို့ဆိုပါတယ် ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ရှိကျေးရွာတွေမှာငှက်ဖြားယောဂဖြစ်နေသူတွေများလာပြီးဆေးဝါးကုသဖို့အခက်အခဲတွေ့နေတယ်လို့ရခိုင်မျိုးသားအဖွဲ့ချုပ်အရခတ်တတ်တော် ULAAA ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖုံပြိုးရေးဆိုင်ရာပူပေါင်းဆောင်ရွက်ရေးယုံ HDCO ကနေသိရပါတယ်အရခတ်တတ်တော် AA အနေနဲ့မောင်တော်မြို့နယ်တွင်လမ်းမဆက်သွေးခက်ခဲပြီးကျန်းမာရေးဆောင်ရှောက်မှုအားနည်းတဲ့ဒေသတွေကိုငှက်ဖြားပိုးစစ်ဆေးတာကုသပေးတာတွေနဲ့အသိပညာပေးတွေလှူဆောင်ခဲ့တယ်လို့ HDCO ကစက်တင်ဘာ 2019မှာထောက်ပြန်ပါတယ်။အခုလိုမျိုးမောင်တော်မြို့နယ်ရှိသေးရွာရှိရွာကိုမြေပြင်ကွင်းစင်စစ်ဆေးလှုပ်ဆောင်ရမှာလူဦးရေ100လောက်မှာ18ယောက်လောက်ကငှက်ပြပိုးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ငှက်ပြယောဂတွေဖြစ်များလာပေမဲ့သွားလာရခက်ခဲတဲ့အပြင်ကုန်ကျစရိတ်ကြီးမြင့်မှုတွေကြောင့်စီးရုံစေခါမသွားနိုင်တာတွေလည်းအများကြီးရှိနေတယ်လို့မောင်တော်ဒေသခံကပြောပါတယ်။